ားလုံးပဲမင်္ဂလာပါ။မြောက်ဝိတက်တီမက်ချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေနေကောင်းကြပါရဲ့လား။ကျွန်တော်တို့ရှေ့ကပထမပိုင်းဗီဒီယိုမှာ Rolex ကို Hanwha Dog ကဘယ်လိုမျိုးဖန်တီးခဲ့တယ်လဲဆိုတာကိုတင်ဆက်ပေးခဲ့ပြီးဖြစ်ပါရစေ။ဒီနေ့ဗီဒီယိုမှာတော့ Rolex နိုင်ယူတွေကဘာကြောင့်ဈေးကြီးရတာလဲဆိုတာကိုကျွန်တော်တို့တင်ဆက်ပေးသွားမှာပါ။အစင်းသိဖြစ်ရင်ကျွန်တော်တို့စလိုက်ကြရအောင်ပါ။ 2018ခုနှစ်မှာတရှိန်ကဟောလိဝုဒ်စတာပေါ်နီယူမန်ပိုက်ဆိုင်တဲ့ဒက်တိုနာရိုလက်နိုင်ဟာအော်သင်းဝင်ဈေးနှုန်းဒေါ်လာ6.8သန်းနဲ့လေလံတင်ရောင်းချခဲ့ပြီးတော့စံချိန်တင်ခဲ့ပါတယ်။တကယ်တော့ရိုလက်နိုင်တလုံးဝင်ဖို့ဒီလောက်ပတ်စံကုန်စရာတော့လိုတာမဟုတ်ပါဘူး။ဒါပေမဲ့လည်းဈေးအနှိမ့်ဆုံး entry level ရိုလက်နိုင်တလုံးတောင်မှပဲဒေါ်လာ1000ကျပ်လောက်ကုန်ကြမှာဖြစ်ပါတယ်။ဒါဆိုလူတွေဟာဘာကြောင့်ရိုလက်နိုင်တလုံးအတွက်ပတ်စံအများကြီးအကုန်ကျခံနေရတာပါလဲ။ Rolex နဲ့ပုံစံဒူနာယူတွေကိုကျွန်တော်တို့ဈေးတက်တက်တသာနဲ့ဝေနိုင်သလိုအချိန်ကိုလည်းဖုန်းလေးထုတ်ကြည့်လိုက်ရုံနဲ့ရနေတာပါ။ဒါကို Google မှာရှာကြည့်ရင်တော့ Rolex နဲ့ယူတွေဟာတကယ်ပဲကောင်းမွန်လို့ဆိုတဲ့အခြေခံကြပြီးရိုးရှင်းတဲ့အဖြေကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ပိုပြီးနည်းနည်းရှာရှာအဖြေရှာကြည့်ရင်တော့ Rolex နဲ့ယူတွေဘာလို့ဈေးကြီးနေရသလဲဆိုရင် Rolex နဲ့ယူတလုံးဝယ်တာဟာတသက်တာတာရှည်ခံပြီးတော့တန်ဖိုးကြမတော်တဲ့အရာတစ်ခုကိုဝယ်နေသလိုဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ဒါကလည်းဇလန်းအပြည့်အစုံမဟုတ်ပြန်ပါဘူးအချိန်အကြာကြီးခံတဲ့နိုင်ီတလုံးရဖို့ဒေါ်လာတောင်းရှိပေးစရာမလိုပါဘူး Rolex ဟာနိုင်ီတလုံးဆိုတာထက်ဂုံကြီးခြင်းကိုဖော်ပြတဲ့သင်္ကေတတစ်ခုဖြစ်လို့နေတာပါ ပြီးတော့ Rolex ဟာချမ်းသာကြွေဝမှုရဲ့စံအမှတ်တင်ကြတာတစ်ခုဖြစ်ပါတယ်။မြို့ရုံလမ်းမတွေထက်ကအောင်မြင်နေတဲ့ rapper တွေကနေ British တော်ဝင်မိသားစုတွေအထိ John F Kennedy, Winston Churchill, Steve McC Queen, Elvis Presley, Martin Luther King အပါအဝင်အခြားများစွာသောအောင်မြင်ကြော်ကြားတဲ့အထင်ကရပုဂ္ဂိုလ်တွေဟာ Rolex ကိုဝယ်ဆင်ခဲ့ကြပါတယ်။ဒါဟာ Rolex ရဲ့အောင်မြင်ကြော်ကြားသူတွေကိုဥတီတဲ့ marketing view ဟာကြောင့်ဆိုတာထင်ရှားပါတယ်။ဒီလိုနဲ့ပဲ Rolex ဆိုတာအောင်မြင်ခြင်းရဲ့သင်္ကေတတစ်ခုလို့တော့ဖြစ်လာပါတယ်။ ရိုးလက်ဟာအောင်မြင်မှုနဲ့ဆက်ဆက်နေတဲ့အရာတွေကိုပဲရွေးချယ်ပါတယ်။ဥပမာအဖြစ်ရိုးလက်ဟာ Wimbledon Tennis ပြိုင်ပွဲနဲ့ Formula 1ကားပြိုင်ပွဲတစ်ခုစလုံးအတွက်တရားဝင်အရှိန်မှတ်တမ်းတင်သူဖြစ်ပါတယ်။နောက်ပြီးရိုးလက်ဟာမျက်စိပြိုင်ပွဲနဲ့ဂေါက်တီးရပြိုင်ပွဲတွေလိုလူချမ်းသာတွေကြိုက်နှစ်သက်ပြီးတော့တဲရောက်အားပေးလေရှိတဲ့ဂုံတိတ်ခါကြီးမားတဲ့ပြိုင်ပွဲတွေကိုစပွန်ဆာပေးလေရှိပါတယ်။ James Bond လိုရုပ်ရှင်တွေမှာလည်း Rolex ဓာတ်ယူဝတ်ဆင်ထားတာကိုတွေ့နိုင်ပါတယ်။ သူတို့ရဲ့နိုင်ရီတွေကိုနာမည်ကြီးပုဂ္ဂိုလ်တွေဝက်ဆင်ဖို့အတွက် Rolex ဟာငွေတွေပုံအော်ပြီးတော့သုံးနေရတာပါနာမည်ကြီးတင်းနစ်အကျော်အမော် Roger Federer ကိုဆိုရင်သူတို့ရဲ့ထုတ်ကုန်တွေကိုဝက်ဆင်ပေးဖို့အတွက်တစ်နှစ်ကိုဒေါ်လာ၈သန်းအထိပေးနေရတယ်လို့ဆိုပါရယ် တကယ်တော့ Rolex ဟာ marketing ကြောင့်စောညာယုံတက်တက်ကြောင့်ဈေးကြီးနေတာတော့မဟုတ်ပါဘူး Rolex ဟာမြန်မာတဲ့ဆန်နှုံးတွေနဲ့အချင်းချင်းစမ်းသပ်ထားတဲ့အလွန် premium ဖြစ်တဲ့အကောင်းဆုံးပစ္စည်းတွေကိုပဲသုံးပါတယ်။ဒါကြောင့်လဲဈေးကြီးနေတယ်ဆိုတာကိုရှင်းပါတယ်။အကြီးသွေးမြင့်တဲ့ဆန်နာယူတွေကိုဖန်တီးတိုင်ဖို့အကုန်လုံးကိုလက်လက်ပြုလုပ်ရတာပါ။ဒါကြောင့်နိုင်ရည်ပြုလုပ်သူတွေကိုကမ္ဘာပေါ်မှာအမြင့်ဆုံးဖြစ်တဲ့လောက်ခလားစာတွေကိုလည်းပေးရှင်ထားရပါတယ်။ဒါအပြင် company ဟာနိုင်ရည်အသစ်တွေကိုသူတေသနာပြုလုပ်ဖို့နဲ့ဖန်တီးဖို့အတွက်သူတို့ရဲ့ကိုယ်ပိုင် lab ခန်းတွေမှာလည်းကြီးကြီးမားမားမြုံနှံထားပါတယ်။ ဒါပေမဲ့나이ထုတ်လုပ်တဲ့သူတယောက်နဲ့စကားပြောခဲ့ရတဲ့လူတူကဒေါ်လာ8000နဲ့ရောင်းတဲ့ Rolex 나이တစ်လုံးရဲ့တကိကုန်ကျစရိတ်ကဒေါ်လာ900ပဲရှိတယ်လို့ဆိုပါတယ်။ပြီးတော့တခြားသူတွေကလည်း Rolex ဟာထုတ်လုပ်မှုကုန်ကျစရိတ်ထက်အစ20ထိအမြင့်ရရှိနေတယ်လို့ခန့်မှန်းကြပါတယ်။ Rolex ဟာသူ့ရဲ့အမှတ်တံဆိပ်ကိုတည်တံ့ဖြစ်နေစေဖို့နဲ့လူတိုင်းလိုချင်တတ်တာဖြစ်စေနိုင်ဖို့အတွက်ကြော်ညာတဲ့ sponsor တွေမှာအမြတ်ငွေတွေကိုပြန်ပြီးတော့ပုံအားသုံးဆွေးနေရတာပါ။ ဟုတ်ပါရဲ့အဲ့ဒီလိုသားမဟုတ်ရင် Rolexer အခုလိုမျိုးဖြစ်နေမှာမဟုတ်သလိုလူတွေတသသလိုချင်နေမှာလည်းမဟုတ်ပါဘူး Rolex ရဲ့ show wear လုံးနဲ့ဖွင့်စည်းပုံကြောင့်ကုန်ကျစရိတ်အထူးအကြောက်ကိုဘယ်သူမှမသိကြပါဘူး Rolex နိုင်ယူတွေဟာအကြီးအသေးမျက်နှာမှန်ပေမဲ့သူ့လိုအကြီးအသေးမြင်ပြီးသူ့ထက်အများကြီးဈေးသက်သာတဲ့နိုင်ယူတွေရှိတယ်လို့နိုင်ယူဝါသနာရှင်တွေကဆိုပါတယ် Rolex ကဘာပေါ်မှာဈေးအကြီးဆုံးနဲ့အရှားပါဆုံးနိုင်ယူတော့မဟုတ်ပါဘူးအလွန်ရှမ်းတာပြီးနိုင်ယူတွေကိုအယူအမှုဆွေးလန်းတဲ့သူတွေကတော့ Rolex ကိုသိပ်ပြီးမလို့ကျင်ကြပါဘူးအခြားသောဇင်ခန်နိုင်ယူအမျိုးအစားတွေကိုပဲပိုချိုက်ကြပါတယ် အဲ့ဒီ brand တွေနဲ့ Rolex ရဲ့အကြီးအကဲ culture ချက်ကတော့အဲ့ဒီ luxury brand တွေဟာ marketing အတွက်ငွေနည်းနည်းပဲသုံးကြတာပါ။ဒါကြောင့်လက်ပတ်နိုင်ကြီးလောကရဲ့အပြင်ဘက်ကလူတွေဟာအဲ့ဒီနိုင်ကြီးအမျိုးအစားတွေရှိနေတာကိုတော့မသိကြပါဘူး။ Rolex ဟာဈေးကြီးပေမဲ့ upper middle class လူလက်တန်းစားအထက်လော်တွေရဲ့ရည်မှန်းချက်အမှတ်တံဆိပ်တစ်ခုဖြစ်လို့နေပါတယ်။ ရိုလက်စာလူတယောက်အမှန်တကယ်လိုချင်ပြီးတော့စူဆောင်းပြီးဝေမယ်ဆိုရင်လက်လှမ်းမိနိုင်တဲ့အနေအထားမှာလည်းရှိနေတာပါဒါကြောင့် Rolex ကိုဝင်ရင်တဲဟာသူ့ရဲ့ brand name နဲ့ဂုဏ်သတင်းကြီးမားမှုအတွက်ငွေအများကြီးပေးနေရတယ်ဆိုတာအသေးအကြပါပဲပြီးတော့ company တည်ထောင်သူ Hellway Jock က company တစ်ခုအောင်မြင်ဖို့အတွက်ဆိုရင်ကြီးမားတဲ့ marketing သာလိုအပ်တယ်လို့အချိန်ကပြောခဲ့ဘူးတယ်ဆိုပြီး Kuala Lumpur တစ်ခုလည်းရှိနေပြန်ပါတယ် Rolex ဟာထင်ရှားကျော်ကြားတဲ့ပုံကိုယ်တွေကိုသူတို့နိုင်ကိုဝက်ဖို့အတွက်ဂုဏ်တိုက်ခကြီးမားတဲ့ပြိုင်ပွဲတွေကို sponsor ပေးရတဲ့အတွက်ငွေများစွာအကုန်ကြပါတယ် အဲ့ဒီအဆက်ကပဲသူတို့ရဲ့ဝဲလိုအောက်ကိုမြင့်တက်စေသလိုသူတို့ထုတ်ကုန်တွေကိုလည်းဈေးကြီးစေခဲ့ပါတယ်။ Rolex ဟာသူ့ရဲ့ဂုံတိတ်ခါနဲ့တီးတက်ပုံစံတွေတခုကိုဆက်လက်ထိမ့်သိမ်းထားနိုင်ဖို့အတွက် သူတို့ထုတ်ကုန်တွေကိုတရားဝင်အယောင်ကွန်စလီတွေစီကနေတစင်ပဲရောင်းချပါတယ်။ပုံမှန်အားဖြင့်တော့အထူးအော်ဒါတွေရောင်းချမှုတွေမရှိပါဘူး။ရောက်မဆောင်တဲ့နိုင်ယူတွေကိုဒစကောင့်ချပြီးတော့ရောက်မှစိုးရိမ်တဲ့အတွက် Rolex ဟာပုံနေတဲ့နိုင်ယူအဟောင်းတွေကိုကိုယ်စလဲတွေစီကနေပြန်ပြီးဝေတယ်လို့ဆိုပါရယ်။ချော်စင်းနဲ့ရောင်းချခြင်းအပြင် brand ရဲ့ပုံရိပ်ကိုထိခိုက်မှစိုးရိမ်တဲ့အတွက်ဖြစ်ပါရယ်။ ီးတော့သူတို့ရဲ့ထုတ်ကုန်တွေကိုအလွယ်တကူဝယ်ယူလို့ရတာမျိုးကိုလည်း Rolex ကမလိုချင်ပါဘူးဥပမာအနေနဲ့ဆိုရင်လူတော်တော်များများက Rolex ကိုမဝယ်နိုင်တဲ့အတွက်ဈေးကွက်ဆုံးရှုံးမှုဖြစ်နေတယ်လို့ဟန်သိလိုက်တဲ့အချိန်မှာဈေးတက်တာတဲ့ Rolex နိုင်ကြီးတလုံးကိုထုတ်လုပ်မဲ့အစား Tudor ဆိုတဲ့တိကျအမှတ်တံဆိပ်တစ်ခုနဲ့ပဲဈေးပေါ်တဲ့နိုင်ကြီးတွေကိုထုတ်လုပ်ခဲ့ပါတယ်နိုင်ကြီးတွေကအလွယ်စင်တူပေမဲ့လည်းမတူညီတဲ့အမှတ်တံဆိပ်နာမည်တွေနဲ့ဖြစ်နေတာပါလူတိုင်းသာလက်လန်းမိနေရဲ့ Rolex ရဲ့အစင်အတန်းတင်ကြတာတခုဟာနှိမ့်ကျသွားပါပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီထက်ပိုပြီးလစ်လာကြည့်ကြရအောင်ပါ။ ရိုလက်စာသူတို့ရဲ့ထုတ်ကုန်တွေကိုရှားပါတဲ့အရာတစ်ခုဖြစ်စေချင်နေတာပါရိုလက်စာတနည်းမှာနိုင်ယူအလုံးပေါင်း၈သိန်းကနေတစ်သန်းအထိပဲထုတ်လုပ်ပါတယ်အဲ့ဒီပမာဏဟာနိုင်ယူဝေလိုအားထက်များစွာညော့နေနေတာပါဒါပေမဲ့အဲ့ဒီလိုမျိုးထုတ်လုပ်နိုင်မှုထက်ဝေလိုအားကပိုပြီးတော့မြင့်နေအောင်တမင်တက်တက်ကိုကန့်သက်ထားတာပါ အဲ့ဒီအချက်က Rolex နိုင်ယူရဲ့ဈေးကိုမြင့်တက်စေပါတယ်။နိုင်ယူတလုံးကိုဝေယူဖို့အတွက်လျှောက်လာကနေ၃နှစ်အထိစောင့်ဆိုင်းရတယ်လို့တရားဝင်ကိုယ်စားလှယ်တွေကကုမ္ပဏီအနေနဲ့နိုင်ယူဈေးမတက်ရင်တက်အောင်တမင်ကိုဈေးခွက်လိုအပ်ချက်ကိုဖြစ်မပေးတာလို့ဆိုကြပါတယ်။ပြီးတော့ Rolex ကနိုင်ယူတန်ဖိုးကြမတော်စေဖို့အတွက်ကမ္ဘာတဝန်းကသူတို့နိုင်ယူတွေရဲ့ရောင်းဈေးကိုတတ်မှတ်ပေးပါတယ်။ Rolex နိုင်ယူတွေကိုထုတ်လုပ်ဖို့အချိန်ယူရပါတယ်။ Rolex နိုင်ယူတွေကိုဖန်တီးဖို့အတွက်ပြောသလောက်လည်းမကြပါဘူးဆိုတော့ဒီအချက်တစ်ခုမှာဘေဟာကအမှန်ဆိုလာတော့မသိနိုင်ပါဘူး။တချို့အစီရင်ခံစာတွေက Rolex နိုင်ယူရဲ့အစိပ်ပိုက်တစ်ခုရှင်းစီဟာကုမ္ပဏီမှာပဲကိုယ်တိုင်ဖန်တီးတဲ့လက်လုပ်တွေဖြစ်တယ်လို့ဆိုကြသလိုတချို့ကလည်းလက်တွေ့မှာတော့ Rolex နိုင်ယူတွေရဲ့သင်းငယ်တဲ့အစိပ်ပိုက်အရှုပ်ကိုအပြင်ကနေမှာယူတက်စင်တာဖြစ်ပြီးလူတွေယုံကြည်နေတယ်လို့နိုင်ယူအစိပ်ပိုက်အားလုံးကိုလက်နဲ့လှုပ်ထွားတာမဟုတ်ဘူးလို့ဆိုကြပါတယ်။ တချို့အဆင့်တွေမှာဆက်တွေကိုအသုံးပြုတယ်လို့လဲဆိုပါရယ်ဒါက Rolex နိုင်ယူတွေကိုအကြီးအသေးမမြင်ဘူးလို့ဆိုလိုချင်တာမဟုတ်ပါဘူး Rolex နိုင်ယူဟာအဆင့်တိုင်းမှာတိကျတည်တတ်ပြီးအကြီးအသေးမြင်တယ်ဆိုတာသိကြပါရယ်ဆိုလိုချင်တာကတော့သူတို့သာဆန္ဒရှိရင်ပို့ထုတ်မယ်ဆိုထုတ်လို့လို့ရတယ်လို့ပြောလို့တာပါ ဒါပေမဲ့သူတို့ကတော့ဈေးခွက်လိုအပ်ချက်ကိုမဖြစ်ပေပဲနိုင်ယူဝယ်ယူဖို့စောင့်ဆိုင်နေတဲ့စည်ရင်းတွေရှိနေတာကိုပဲပို့ပြီးတော့နှစ်သက်ကြပါတယ်ဒါနိုင်တလုံးကိုထုတ်လုပ်ဖို့အချိန်ဘလောက်ကြာလဲဆိုတဲ့အချက်ကြောင့်ဖြစ်နေတဲ့ကက်သက်ချက်တခုမဟုတ်ပါဘူး။ဒါဟာစမက်ကြတဲ့စီးပွားရေးမဟာဗျူဟာတခုပဲဖြစ်ပါတယ်။ ဒီအတွက်စိတ်ဝင်စားစရာအကောင်းဆုံးက Rolex ဟာပုံမှန်ရောင်းလို့အားနဲ့ဝေလိုအားဆက်ဆက်မှု theory ကိုဆန့်ကျင်တဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Babylon ကုန်စည်ဖြစ်နေလို့ပါကျွန်တော်တို့ပုံမှန်အယောင်းဝယ်တစ်ခုကိုကြည့်ပါဥပမာဘီယာဆိုင်တစ်ဆိုင်ဟာဘီယာတစ်ခွက်ကို2ဒေါ်လာနဲ့ရောင်းနေရတာကနေ1ဒေါ်လာဈေးလျှော့ပြီးရောင်းတယ်လို့ဆိုကြပါစို့ဈေးရော့တော့တဲ့အတွက်သူ့ရဲ့ဝယ်လို့အားဟာတိတိတတ်တာမြင့်တက်သွားမှာပါ ပြီးရင်ပုံမှန်အယောင်းဝယ်တွေမှာပုံပစ္စည်းတစ်ခုဈေးတက်တော့ရင်သူ့ရဲ့ဝယ်လိုအားကကျဆင်းသွားမှာပါဒါပေမဲ့ Babylon ကုန်စည်တွေအတွက်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးသူတို့ကဈေးတက်လာလေဝယ်လိုအားပုံမြင့်လေဖြစ်ပြီးတော့ဈေးရော့တော့လေဝယ်လိုအားကျဆင်းသွားလေပါပဲဒါကဘာကြောင့်လဲဆိုတော့ Babylon ကုန်စည်တွေကိုအမှတ်တင်ကြတဲ့လက္ခဏာတစ်ခုအဖြစ်ဝေယူရတာဖြစ်လို့ပဲဖြစ်ပါတယ် ဒါကြောင့် Rolex ဟာသူတို့ရဲ့ဈေးနှုန်းကိုလျှော့ချလိုက်ရင်ဝယ်လို့အကျဆင်းသွားနိုင်ပါတယ်။ Rolex Naida လူတိုင်းမှာရှိနေရင်သူ့ရဲ့ Premium တန်ဖိုးဂုဏ်သတင်းကျဆင်းသွားမှာပါ။ Rolex ရဲ့ဈေးနှုန်းအများစုဟာ Naida ရဲ့အကြီးအသေးကြောင့်မဟုတ်ပေမဲ့မတန်ဘူးလို့ပြောလို့တော့မရပါဘူး။ Rolex ရဲ့ကြီးကြီးခန်းထားတဲ့သမိုင်းနဲ့ဂုဏ်သတင်းနဲ့နဲ့တန်တယ်လို့ဆိုရမှာပါ။ရေဘူးရအဖြစ် Rolex နိုင်ယူတွေကိုကောင်းစွာထိမ့်သိမ်းထားနိုင်ရင်ကိုပဲသူ့တန်ဖိုးအတိုင်းရှိနေမှာဖြစ်သလိုတိုးတောင်တိုးလာအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မဲ့လူတွေက Rolex နိုင်ယူတွေကိုရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ရှုမြင်လာကြပါတယ်။ နေ့အတော်ကြာဝက်ဆန်အသုံးပြုပြီးရင်ဒါမှပဲ Rolex နာယူတွေဟာသူ့ရဲ့မူရင်းစေးအတိုင်းပြန်လေရရှိနိုင်ပါတယ်။ဒါမျိုးရနိုင်တဲ့အခြားနိုင်ရေးအမှတ်တံဆိပ်နေနေပဲရှိပါတယ်။စိတ်ဝင်စားစရာကောင်းလာကတော့အစောပိုင်းတုန်းက Rolex ကိုအမိုက်စားနိုင်တလုံးဒါမှမဟုတ်စုဆောင်းစရာပစ္စည်းတစ်ခုအဖြစ်ရည်ရွယ်ခဲ့တာမဟုတ်ပဲတာမန်အသုံးဝင်တဲ့အသုံးတင့်တဲ့နိုင်ရေးတလုံးအဖြစ်ပဲစဉ်းစားခဲ့ကြတာပါ။ Rolex ဟာအစောပိုင်းမှာအခက်အခဲတွေကြုံတွေ့ခဲ့ရပေမဲ့သူတို့ရဲ့ပြောင်ပြောင်လှတဲ့ marketing နဲ့အယောင်နေပြူဟာတွေကြောင့်အခုဆိုရင်ကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနာမည်ကြီး luxury brand တွေထဲကတစ်ခုအဖြစ်ရည်တည်နေခဲ့ပါပြီ။ Hello World ထဟာတကယ်ကိုမယုံကြည်နိုင်လောက်เสียကောင်းတဲ့အရာတစ်ခုကိုဖန်တီးပြသတော်ခဲ့တာပဲဖြစ်ပါတယ်။ Rolex ရဲ့ဒီဇယ်လန်တွေကနေကျွန်တော်တို့အားလုံးအတွက်အသုံးဝင်တဲ့စီးပွားရေးအမြင်တွေသင်ခန်းစာတွေရရှိနိုင်လိမ့်မယ်လို့ယူဆပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ချင်ကြအောင်ပါ။